တကုံမြို့နယ်မှာဖြစ်ပွားခဲ့တဲ့အင်ဂူမင်းကလေးငယ်ကိုညဉ့်ဉန်းဗီဒီယိုပြကအာဓမပြုကျင့်တယ်လို့ဆိုကပုံမှန်၃ခုနဲ့တရားစွဲဆိုခံရတဲ့အမျိုးသားကိုအလုံးနဲ့ထောင်ဒဏ်၂၂ကြာခံစေရန်ဒီကနေ့ဒီဇင်ဘာလ၂၀ရက်နေ့မှာအနောက်ပိုင်းခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတရားစွဲဆိုခံရသူရဲထက်ကိုအာဓမပြုကျင့်မှုပုံမှန်386အရာအလုံးနဲ့ထောင်ဒဏ်၂၀နာကျင်စေမှုပုံမှန်323အရာအလုံးနဲ့ထောင်ဒဏ်၁၁လညဉ့်ဉန်းတဲ့အရာဝတ္ထုများပြသမှုပုံမှန်293အ အရာအလုံးနဲ့ထောင်တန်တလားတို့အားတိကျစီကြောက်ခံစေရန်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ရထက်ရဲ့အညီဖြစ်သူကိုတော့အသက်မပြည့်သေးတာကြောင့်ကလေးတန်ငယ်တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ဒါပြင်တရားသူကြီးကအမှုနဲ့ပတ်သက်ပြီးအမခံပြင်းရင်ဆိုင်နေရတဲ့ရထက်ရဲ့ဖခင်ဖြစ်သူကိုလည်းနာကျင်စင်မှုပုံမှာ323နဲ့ငွေဒဏ်ကျပ်9000ပေးဆောင်ဖို့အနောက်ပိုင်းခရင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့2015ခုနှစ်နိုဝင်ဘာလအတွင်းကဒဂုံမြို့နယ်ပြည်လန်းအရှိရွက်ပြည်အောင်စုရိတ်တာဝန်အတွင်းရှိနေအိမ်တအိမ်မှာအင်ကူအဖြစ်လုကင်နေတဲ့အသက်12နှစ်အရွယ်မိန်းကလေးကိုနေအိမ်ပိုင်ရှင်ရဲ့သားနှစ်ဦးကညဉ့်ဉန်းစကားများပြသကသားများပြုကျင့်ခဲ့တယ်လို့ရဲမှုခေမတန်းတွေအရသိရပါဗျ။